မင်္ဂလာပါရှင်ရှာယကုမီဒီယာကနေပင်ရယာမြို့နယ်တွင် ပြင်ထန်သောငလျင်လောက်ခတ်မှုကြောင့်ပြိုကျပျက်စီးသွားသည့်ဖျားစီရီများအားစူပေါင်းတန်ရှင်၏လုပ်ငန်းများဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းတနုကိုပိုင်းအချုပ်ခွင့်ရဒေသပင်နယမြို့နယ်တွင်ပြင်းထန်သောငလျင်လောက်ခတ်မှုကြောင့်ပြိုကျပျက်စီးသွားသောဖျားစီဒီပထိုးများအားမတ်လ30ရက်နနက်ပိုင်းမှစ၍စုပေါင်းတန့်ရှင်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာယနေ့နနက်9နာရီတွင်ဟော်ကုန်းရက်ကွက်အတွင်ရှိမြောက်ကျောင်းစီဖျားတိုက်အတွင်၌ဆောင်ရွက်ကြကြောင်းသိရပါသည် ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအချုပ်ခွင့်ရဒေသဘေးနီးယားမြို့နယ်တွင်မတ်လ28ရက်မွန်းလယ်12:58မိနစ်ခန့်ကပြင်းထန်သောငလျင်လောက်ခတ်မှုကြောင့်ဖျားစီဒီပထုံးများနှင့်လူနေအိမ်အချို့ပျက်စီးခဲ့ပြီးပြိုကျပျက်စီးသွားသည့်ဖျားစီဒီပထုံးများအားပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက်ဒနုကိုပိုင်းအချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဦးဆောင်၍မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များချက်ချင်းဤတပ်ဖွဲ့ဝင်များနဲ့ဒေသခံပြည်သူများစုပေါင်း၍တန်ရှင်ရေလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။